ေးအားလုံးပဲမင်္ဂလာပါဗျာဒီနေ့မှတော့ YouTube ပေါ် post တင်နည်းမြောက်ပေးမှာဖြစ်ပါတယ်အဲ YouTube ပေါ်ဗီဒီယိုတင်နည်းကတော့အရင်ဗီဒီယိုမှမရောက်ပေးခဲ့လို့အားလုံးတင်တက်ပြီလို့ထင်ပါတယ်ဒီနေ့မှတော့ YouTube ပေါ် post တင်နည်းမြောက်ပေးမှာဖြစ်ပါတယ်အဲ့တော့ post တင်နေရအရန်လွယ်ပါတယ်အဲ့တော့ comment တွေမေးထားတဲ့မိတ်ဆွေများအတွက်မြောက်ပေးခြင်းဖြစ်ပါတယ်ဗျာ။ Okay ဒါဆို YouTube ပေါ် post တင်မယ်ဆိုလို့ရှိရင်တင်နည်းနည်းရှိပါတယ်။အားလုံးကအလွယ်လေးနဲ့အတူတူပါပဲဗျာ။အဲ့တော့ပထမဆုံးကျွန်တော်တို့ ကိုယ့်ရဲ့ you ကိုယ့်ရဲ့ YouTube တဲ့ကိုသွားမယ်ကိုယ့်ရဲ့ YouTube software တဲ့ကိုသွားမယ်သွားပြီးလို့ရှိရင်ကိုယ့်ရဲ့ channel တွေကိုဒီမှာရှိတဲ့ profile ပေါ့နော်အဲကိုယ့်အောက်မှာရှိတဲ့ profile တွေကိုသွားလိုက်မယ်သွားမယ်ဆိုလို့ရှိရင်ဒါဆိုကိုယ့် channel တွေကိုရောက်လာပြီအဲကိုယ့် channel ရဲ့ကျွန်တော်တို့အထဲကိုဆက်ပြီးတော့ဝင်ဝင်လိုက်မယ်နော်ဒီမှာအဲကိုယ့် channel logo လေးကိုဆက်နေလိုက်မယ်အဲပြီးဆိုလို့ရှိရင်တူအထဲကိုရောက်လာပြီရောက်လာပြီဆိုလို့ရှိရင်တင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ okay ဒီမှာရှိတဲ့အပေါင်းလေးမှာအပေါင်းလေးရှိရနော်ဒီမှာ အဲဒီမှာပေါင်းလို့ရှိတယ်အဲပေါင်းလေးကိုတစ်ချက်လောက်နှိပ်လိုက်မယ်အဲနှိပ်လိုက်ပြီးတော့ဒီမှာကိုကလိုက်လွင့်မယ်ဆိုလဲလွင့်လို့ရတယ်ဒီမှာကျွန်တော် short တင်မယ်ဆိုလို့လဲတင်လို့ရတယ်ဒါပေမဲ့ဗီဒီယိုရှေ့တင်တင်တော့ကျွန်တော်အရင်ကျွန်တော်အရင်အရင်တင်ပြီးတော့မှပြောခဲ့သလိုပဲ wide screen နဲ့သွားတင်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကတင်တဲ့တင်စံမြောက်ပို့လေးကိုတစ်ချက်လောက်ဒီမှာနှိပ်ပြလိုက်တယ်မနော့ပို့ဒီမှာ post နေရာကိုရောက်လာပြီနော်အဲပို့နေရာရောက်လာပြီဆိုရင်ဒီမှာပို့ကတော့ထုံးစံတိုင်းပဲ Facebook ပို့တည်သလိုပဲအဲကျွန်တော်ပုံနဲ့စာနဲ့ရတယ်အဲ့တော့ပုံနဲ့စာနဲ့တင်လို့ရတယ်ဆိုတော့ကျွန်တော်ပုံနဲ့စာနဲ့တင်ပေးရမှာဖြစ်ပါတယ်ဗျာနော်အဲ့တော့ပုံနဲ့စာနဲ့ကျွန်တော်ဒီကောင်လေးကိုပုံလေးတစ်ပုံထည့်မယ်။အတော့အနည်းဆုံးပုံနှစ်ပုံလောက်တော့ထည့်ပေးရတယ်ဗျ။ကျွန်တော်ပုံတစ်ပုံထည့်ပလိုက်မယ်။နောက်ထပ်ပုံတစ်ပုံထပ်ထည့်လိုက်မယ်နော်။မာနောက်ထပ်ပုံတစ်ပုံကို slide image လေးဆက်နေပေးလိုက်မယ်။အဲနောက်ထပ်ပုံတစ်ပုံထပ်ထည့်ပေးလိုက်မယ်။ โอเคကျွန်တော်နောက်နောက်ပုံလေးတပုံထပ်ထည့်ပေးလိုက်ပြီအဲဆိုပုံနှစ်ပုံဖြစ်သွားပြီအပုံနှစ်ပုံဖြစ်သွားပြီเนาะဒီမှာစာလေးရေးပြရမှာဖြစ်ပါတယ်စာတော့မိစေမြတ်ကိုအဆင်ပြေတာရေးလို့ရပါတယ်ကိုတင်နေပို့ပေါ့เนาะโอเคအဲဆိုဒီမှာကိုဒီမှာစာလေးလေးကိုရေးရေးတဲ့စာလေးရေးမယ်အရေးပြီဆိုလို့ရှိရင်ကျွန်တော်ပို့ဆိုတာလေးကိုဒီမှာရှိပါတယ်ဒီမှာလေးကိုပို့တင်လိုက်ရုံပဲဒါပဲပြီးပြီအရန်လွယ်เนาะကျွန်တော်ပို့တင်လိုက်တော့မယ်โอเคဒါဆိုသူ post တင်နေပြီเนาะဒါကွာ โอเคဒါဆိုပြီးသွားပြီအဲပြီးသွားဆိုလို့ရှိရင်အားလုံးပြီးသွားပြီဒါပို့ဒီနေ့အရန်လွယ်တယ်ဒါပထမနေ့တစ်ခုဖြစ်ပါတယ်ဒုတိယနေ့တစ်ခုကကျွန်တော်အရင်ကမှပြောကုန်လို့ပဲ Chrome browser တဲ့ကိုသွားမယ် Chrome browser တဲ့ကိုသွားမယ် Chrome browser သွားပြီး Windy Studio ကိုရိုက်ရှာမယ် Windy Studio Windy ရိုက်တာရင်နည်းနည်းသေးနေလက်လေးတစ်ချောင်းနဲ့ view လေး view လေးချက်မယ်နော် view ကောက်ကို view ချက်ကြည့်လို့ရတယ် Okay မနော် အဲဒီမှာ view ချက်ကြည့်လို့ရတယ်ဒီမှာ login ဆိုတာလေးရှိပါတယ် login လေးကိုနှိပ်ပြန်มาဖြစ်ပါတယ်အဲတခုရေးကြည့်တာ login ဆိုတာလေးကိုမနှိပ်မီအပေါ်ဆုံးမှာရှိတဲ့အပြောက်လေး၃မြောက်ရှိလိမ့်မယ်အဲ့ဒါလေးကိုနှိပ်ပြီးတော့ကျွန်တော် data site လေးအမှန်ချစ်ပေးရမယ်အဲကျွန်တော်ကတော့ဒီမှာအမှန်ချစ်ပေးပြီးသားဖြစ်တယ်နော်ကျွန်တော်တော့ဒီမှာအမှန်ချစ်ပေးပြီးသားပါဒီမှာနော်အဲအမှန်ချစ်ပေးပြီးသားမိတ်ဆွေများအမှန်ချစ်မပြည့်သေးရင်ပေးလိုက်ပါဗျာโอเคဒါဆိုပြီးနော် login ဆိုတာလေးကိုဝင်လိုက်ပါမယ်ဒီမှာနော် login အဲ login ဆိုတာလေးကိုရှင်းနေနှိပ်လိုက်မယ် ဒါဆိုရင်ကျွန်တော်တို့ရဲ့ WD စူရဲကိုရောက်သွားမှာဖြစ်ပါတယ်ဗျ။ Okay အဲဆိုလို့ရှိရင်ကျွန်တော်တို့ဒါလေးကိုနည်းနည်းသိနေမှာ view လေးချက်ကြည့်လို့ရအောင်နော်။ view လေးချက်ကြည့်မယ်။ view ချက်ကြည့်ပြီးတော့အပေါ်ဆုံးမှာရှိတဲ့ကျွန်တော်တို့တွေ crate ဆိုတာလေးရှိတယ်နော်ဒီမှာ။အဲအပေါ်ဆုံးမှာ crate လေးရှိတယ်ဒီမှာ။အဲ crate လေးရှိတယ်ဒီကလေးကိုနှိပ်လိုက်မယ်။နှိပ်လို့ရှိရင် အောက်မှာကျွန်တော်တို့ဒီမှာရှိတယ်နော်။ဒီမှာဗီဒီယိုတင်လဲရတယ် live link လဲရအောင်เนาะ live လိုက်ပဲလွှင့်ချင်တယ်မြင်ပါဒီ goal light လေးကိုနှိပ်ပြီးတော့တခါတယ်သူ ဟိုက niche နဲ့အလောင်းပေးပြီးတော့ကင်မရာလေးလက်လိုက်တာနဲ့ရိုက်လို့ရပါပြီအဲ့တော့ဒီမှာ crate ပို့ပဲဖြစ်ပါတယ်ကျွန်တော်တို့ကွာ crate ကျွန်တော်တွေပို့ထားမှာဆိုတော့လေအဲ့တော့ကျွန်တော် crate ပို့ဆိုတော့ကျွန်တော်ပို့တင်မယ် okay အားဆိုလို့ရှိရင်ဒီ crate ပို့ကိုနှိမ့်လိုက်တဲ့နဲ့ခုနက youtube ထဲ youtube software တွေကိုဝင်သွားပြီးတော့ခုနကလို့တင်လိုက်ရုံပါပဲဗျဒါဆိုရင်ပြီးတော့ပါပြီကဲ အရန်လွယ်ပါလေဗျာနော်အဲ့တော့ကျွန်တော်တို့ဒီကနေတင်လဲရတယ်ပထမတော့ပထမနေရာနေတင်ပြမှာဖြစ်ပါတယ်ခွေပို့ရီဆိုပေါ့နော်ဗီဒီယိုတင်တော့ DYD Studio မှာလာတည့်ရမှာဖြစ်ပါတယ်ဗျဗီဒီယိုတင်မယ် live လွှင့်မယ်ဆိုရင် YD Studio လာမယ်အဲ့တော့ပို့တင်မယ်ဆိုလို့ရှိရင်တော့ဒီခုနက YouTube software တွေကိုတွားတည့်ရမှာဖြစ်ပါတယ်ဗျအဲအားလုံးတီးပြီးထင်ပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်ဗျအဲ့တော့အဆင်ပြေတာလေးတွေမေးခဲ့လို့ရပါတယ်ဗျဟုတ်ကဲ့အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့တွေအာပို့တင်နီး တင်ငန်းစားအားလုံးသိရှိသွားပြီလို့ထင်ပါတယ်အရန်လွတ်ပါတယ်ဗျအားလုံးလည်းလွတ်တယ်မင်းလို့ထင်ပါတယ်ဆင်မပြေလေးမိခဲ့လို့ရပါတယ်ဗျအားလုံးပဲအဆင်ပြေကြပါစေဗျာ